အထိုင်များတဲ့သူတွေအလုတ်ထဲမှာဝိတ်မတက်အောင်ထိန်းလို့ရမယ့်အချက်၅ချက်ကိုဝေးမျှပေးခြင်းပါတယ် အထိုင်များတဲ့လှုပ်လှုပ်ရသူတွေလှုပ်ရှားမှုလေးနဲ့အလုံးလှုပ်ရသူတွေကခန္ဓာကိုယ်မှာကိုယ်လေးတွေတိုးလာဖို့ရာဂိုင်းလုံးများပါတယ်ဒီလိုမျိုးစွေအတွက်အလုပ်ထမ်းမှာပဲဝိမတ်တအောင်ထိန်းလို့ရမယ်အချက်၅ချက်ကိုဒီဗျူလေးမှာဝင်ရပြီးမှဖြစ်ပါတယ်နံပါတ်1အချက်အနေနဲ့ကတော့ရေများများတောက်ပြရမှာဖြစ်ပါတယ်။ရေတောက်ခြင်းကပင်မမှုကိုပြေပြောက်စေတဲ့ stress ကိုလည်းအနည်းငယ်လျှော့ချပေးတယ်။ဗိုက်ပြင်းစေတဲ့ခံစားချက်ကိုလည်းရရှိစေတဲ့အတွက်မကြာခဏအစာတွေစားတောက်ခြင်းကိုလည်းတစ်ဖက်ကလည်းထိ ंछ ုတ်ထားရအောင်ပါတယ်။ နံပါတ်နှစ်အနေနဲ့ကတော့ coffee ရောလပိတ်ရောအချိုများတဲ့တောက်စရာအကြီးကြီးစားအကြမ်းမပါတဲ့အသီးဖြော်ရည်တွေအသီးနှံတွေလည်းသာအစားထိုးပါလို့ကြံပြူချင်ပါတယ် coffee ရောလပိတ်ရောဆိုတာလူကိုလန်းဆန်းတက်ကြွစေတဲ့ဓာတ်တွေပါဝင်တာမှန်ပေမဲ့ coffee လပိတ်ရောမှာ noisy လိုစိန်တကြား cream မှာစသည်ဖြင့်ပေါ့သူတို့ဖြော်တဲ့ပုံစံအစားလားတိုင်းပါဝင်မှုပမာဏတွေလည်းများပါပါတယ် ဒီလိုမထင်မှတ်တဲ့နေရာတွေကဲလိုရီအများကြီးကိုတထိုင်ထဲမှာစားတောက်မိတယ်လို့ဖြစ်တတ်ပါတယ်။ဒါကြောင့်အချို့များတော့ ਨੇ ကော်ဖီရေတွေဖတ်ယူပြီးစားအသီးအနှံတွေတရားမပါတဲ့အသီးဖျော်ရည်တွေကိုအစားထိုးပြီးတောက်သုံးဖို့အကြံပြုချင်ပါတယ်။နံပါတ်3အချက်အနေကတော့နေ့လယ်စာကိုအိမ်ကနေထုတ်လာခဲ့ဖို့လိုအပ်ပါတယ်။နေ့ရက်ကထမင်းကြိုက်လို့တော့အိမ်ကနေယူမလာလို့ဆိုရင်အလုပ်ထဲမှာအပြင်မှာဝယ်စားရမယ်။အပြင်မှာဝယ်စားပြီဆိုရင်အပြင်စားတွေကအချိုရည်အငန်းတွေအစီတွေများတဲ့အစားအစာတွေဖြစ်နေနိုင်တယ် ဒါလို့ဆိုရင်လည်းကျွန်တော်တို့ကကယ်လိုရီအများကြီးကိုထိုင်ထဲမှာစောင့်တောင်းပြီးတို့ဖြစ်စေနိုင်ပါတယ်။ဒါကြောင့်မိမိဘာသာအိမ်ကနေတနင်္ဂနွေလေးစီစဉ်ပြီးတော့မိမိနေလည်းမှာစားတောင်းမဲ့အစားအစာလေးကိုကျန်းမာရေးနဲ့ကန့်ညီအောင်မိမိဘာသာစီစဉ်ပြီးတော့အိမ်ကနေထည့်လာတာကပို့ပြီးတော့ကောင်းပါပါတယ်။ကျန်းမာရေးလည်းကန့်ညီမဲ့တစ်ဖက်တစ်လမ်းကနေဝေထိန်ထားဖို့အထောက်အကူပြုပါတယ်ဖြစ်ပါတယ်။ဝေထိန်မှုအစားအစာတွေစားတဲ့အခါအစားအစာနှစ်နိုင်မှာကစီအသားအစီပေါ့ဒီအာဟာရသုံးခုလို့တော့ပေါင်အောင်စားတတ်ဖို့လွယ်တယ် အဲ့ဒီထဲကမှအတိရွတ်တွေတန်းမာတွေကိုရာဂိုင်းလုံးများစားတော့ဖို့လိုအပ်ပါတယ်။နံပါတ်၄ချက်နေတဲ့ကတော့မိရဲ့ဒိဋ္ဌာလှုပ်ရှားမှုကိုမတိမတားလေးမြင့်တယ်တဲ့အနေနဲ့အထက်မြင့်မှာရှိတဲ့ယုံတွေမှာဆိုရင်တက်လီကမတုံးပဲနဲ့ယုံလီကနေတက်ဖို့အကြံပြုနေပါတယ်။မိမိရဲ့ဒိဋ္ဌာမှာလှုပ်ရှားမှုကိုမတိမတားလေးမြင့်နေတဲ့အနေနဲ့လှုပ်လို့ရှာရှာလေးနေပြီးဖို့ယုံမှာဆိုရင်တက်လီကအစားယုံလီကကိုပဲအသုံးပြုပါ။ခုနကနေတော့သွားလာရင်လည်းကြာခဏလှုပ်လို့ရှာရှာလေးနေပြီးဖို့လိုအပ်ပါတယ်။ နောက်ဆုံးနံပါတ်အချက်အလက်ကတော့တနာရီထိုင်ပြီးတိုင်းမှာ3မိနစ်ခန့်လမ်းကားလျှောက်တာလို့အကျော်လေးထဆန်တာကိုနားနေတာသွားတာလို့ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ဒါမှအချိန်ကြာကြီးစတဲ့ထိုင်ရတဲ့ကိုတစ်ဖက်တစ်လမ်းကနေလျှော့ချလဲရောက်မယ်။မိမိရဲ့တနေ့တက်လှူရှာမှုကလည်းတစ်ဖက်တစ်လမ်းကနေနေရာရောက်မှာဖြစ်ပါတယ်။တကယ်လို့လှုပ်ထမ်းမှာဖုံးပြိုးစရာကိစ္စတွေပါရှိရင်ဆိုရင်တော့မှလမ်းချောင်းလေးဖုံးပြိုးဖို့အကြံပြုချင်ပါတယ်။ကျွန်တော်ခုပြောခဲ့တဲ့အချက်၅ချက်ကအချိန်ပေးပြီးတကူတကလောက်ရတာမဟုတ်သလိုမိမိ နေ့စဉ်ဘဝမှာဒီမူတင်တဲ့ငါ့ကိုမသိမလားတဲ့တဖြည်းဖြည်းချင်းထည့်သွင်းပြီးလေ့ကျင့်သွားကြည့်ပါအထိုင်မှန်အလုပ်လုပ်တဲ့သူတွေမှာဆိုရင်ဝေးမတက်အောင်ထိန်းထားလို့ရမယ်နီလန်လေးငါ့ကိုပဲဖြစ်ပါတယ်ဒီနီလန်ငါ့ကိုတိတ်အများကြီးမဟုတ်ဘူး45နဲ့နောက်ပဲအချိန်ပေးပြီးတော့မူတင်ခဲ့တယ်လေ့ကျင့်ကြည့်ပါနောက်45နေလို့ရှိရင်မိတ်ဆွေကအခုလည်းမတူရဲ့စိတ်ရောကိုယ်ရောကြားမှာချစ်တဲ့အနေထားကိုပိုင်ဆိုင်နေမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုဆောင်ရည်ကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ Rehab System ရဲ့ Founder ကိုလူလေးဖြစ်ပါတယ်